မြန်မာတနိုင်ငံလုံးကိုဝယ်နိုင်တဲ့ဘဏ်ကက်နဲ့သူမရဲ့ပိုင်ဆိုင်မှုကိုထုတ်ကြွားခဲ့တဲ့တတိမကြီးစမိုင်းတခြားလူတွေကသူတို့မှာရှိတဲ့ပိုင်ဆိုင်မှုတွေချမ်းသာကြွယ်ဝမှုတွေကိုထုတ်ကြွားနေချိန်မှာသူမရဲ့ပိုင်ဆိုင်မှုကမြန်မာတနိုင်ငံလုံးကိုဝယ်လိုက်လို့ရကြောင်းပိုင်ဆိုင်မှုကိုကြွားလုံးထုတ်ခဲ့သူကတော့ တတိမတ်ကြီးဆမိုင်းဖြစ်ပါတယ်။ဒါကြောင့်လူတွေကဆမိုင်းရဲ့ကြွယ်ဝချမ်းသာမှုကိုအံ့ဩတုန်လှုပ်ခဲ့ရပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာတော့ဝှ့မုံရွှေရီကတိမ့်တုံးတိမ့်ကျော်ကြောက်စိမ့်လေဆွဲဆွဲလိုက်တာဝှ့မုံရွှေရီရဲ့ခင်ပွန်းဒီကိုနိုင်ဖြိုးစော်ကဘလို့ချမ်းသာကြွယ်ဝတာနွန်ဖေးရထားရဲ့ချစ်သူကိုထက်ခိုင်ဝင်းကပဲ။ လူမျိုးစည်းဝါးရေးလုပ်ငန်းတွေလုတ်တာစသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေပါတယ်။ဒါအပြင်ပဲမင်းသမီးကဘလိုရဏနာတွေကိုဝစ်စင်တာ၊ဘယ်မင်းသမီးကသိန်းတစ်ထောင်တန်ကားကိုဝယ်လိုက်တာစသဖြင့်သတင်းတွေကလည်းပြန့်နှံ့နေကြတာပါ။ ဒီမတိုင်ခင်မှာတော့ Facebook ရဲ့အကြွားပင်မစုကိုအမေရိကန်နိုင်ငံမှာနေထိုင်နေတဲ့သမိုင်းကပဲစုခူးနေတာဖြစ်ပါတယ်အထူးသဖြင့်တော့မြန်မာနိုင်ငံမှာမထင်မရှားတရုတ်ဆောင်တဦးဖြစ်ခဲ့တဲ့တရုတ်ဆောင်သမိုင်းကအမေရိကန်နိုင်ငံမှာချမ်းသာကျွယ်ဝတဲ့တတိမကြီးဖြစ်နေပါတယ်ဒါကြောင့်လဲသမိုင်းကတော့ လာဆက်ရှစ်တန်းတန်နဲ့ဆန်အိမ်နဲ့ကားတွေအများကြီးနဲ့အပန်းဖြေခီးဟိုနားဒီနားသွားရင်တောင်ကိုပိုင်လီရင်နဲ့နေနိုင်နေတာဖြစ်ပါတယ်။ဒါအပြင်ဆောင်းမိုင်းကသူမကင်တွေနေတဲ့ Gucci, LV, Shop နဲ့စတဲ့ကဘာကျော်စည်းအကြီးဆုံးဖက်ရှင်အမှတ်တံဆိပ်တွေကိုပဲဝစ်ဆင်ပြီးတော့ အင်တာနက်ပေါ်မှာကြွားလုံးထုတ်နေပါတယ်။ဒါကြောင့်လဲစမိုင်းကိုအားလုံးကအကြွားပရင်မှာပွဲပေးထားတာဖြစ်ပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့မြန်မာပြည်မှာစမိုင်းထက်အကြွားတန်တဲ့လူတွေပေါ်လာပါတယ်။ဒါကြောင့်လဲအခုအခါမှာစမိုင်းကသူမရဲ့ချမ်းသာကြွယ်ဝပိုင်ဆိုင်မှုအစ်စ်အမှန်ကိုခြားပြလိုက်ပါရဲအဲ့ဒါကတော့စမိုင်းကအမေရိကန်မှာအော်လနာစတိုချမ်းသာကြွယ်ဝတဲ့တတိကြီးတွေဒါကိုင်နိုင်တဲ့ဘန်ကက်နဲ့ရောင်ဘက်ကကက်ကိုထုတ်ကြွားလိုက်ပါရဲဒီလိုမျိုးစမိုင်းကကြွားလိုက်တာကြောင့် အားလုံးကတော့ထိတ်လန့်တုန်လှုပ်သွားရပါတယ်ဒီလိုမျိုးဘန်ကက်ကအမေရိကန်နိုင်ငံမှာတော်ယုံတန်ယုံချမ်းသာကြွယ်ဝတဲ့တထေးကြီးတွေတောင်မကင်နိုင်ပဲတကယ်ဘီလီယံနာတထေးကြီးတွေကပဲကင်တွေနိုင်တာပါအခုတော့စမိုင်းစီမှာဒီလိုဘန်ကက်မျိုးရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲစမိုင်းရဲ့ပိုင်ဆိုင်မှုနဲ့ချမ်းသာကြွယ်ဝမှုကို အားလုံးကအင်အားသိမ်းခဲ့ရပါတယ်။ စမိုင်းကပြီး MB credit card ကိုကင်ထားနိုင်တာကြောင့်မြန်မာတနိုင်ငံလုံးကိုတောင်းဝယ်ယူလို့ရတဲ့ငွေပမာဏမျိုးထိချမ်းသာကျယ်ဝနေပြီလို့ဆိုရမှာဖြစ်ပါတယ်။အစောပိုင်းမှာတော့လူတွေကစမိုင်းဟာချမ်းသာကျယ်ဝမှန်းသိပြီးသားဆိုပေမဲ့ဒီလောက်ထိချမ်းသာကျယ်ဝနေမှန်းမသိခဲ့တာဖြစ်ပါတယ်။အခုတော့စမိုင်းကဘီလီယံနာတထေးကြီးဖြစ်နေတာကိုသိခဲ့ရပါတယ်။စမိုင်းကနောက်ပိုင်းမှာတော့အဆိုပါဘဏ်ကတ်ကိုကြွားတဲ့ဗီဒီယိုကို ပြန်ဖြတ်သွားပါတယ်ဒါပေမဲ့လည်း လူတွေနားမလည်နိုင်တဲ့အချက်တစ်ခုကစမိုင်းကလေးလိုမျိုးချမ်းသာကျယ်ဝနေပေမဲ့ဘာစည်းပွားရေးလုပ်ငန်းတွေလုပ်လို့ဒီလောက်ထိချမ်းသာကျယ်ဝနေတာလဲဆိုတာမသိကြပါဘူး။တချို့သောပြည်သက်တွေကတော့စမိုင်းဟာတခြားတယောက်ရဲ့ချမ်းသာကျယ်ဝမှုတွေကိုနမေခံထားတာဖြစ်ပြီးတော့ကိုယ်ပိုင်ငွေနဲ့ချမ်းသာကျယ်ဝတာမဟုတ်ဘူးလို့ဆိုကြပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောမြန်မာနိုင်ငံတနိုင်ငံလုံးကိုဝယ်ယူနိုင်တဲ့အထိချမ်းသာကျယ်ဝနေတဲ့စမိုင်းရဲ့နောက်ွယ်